မြမစာပေပရိသတ်များမင်္ဂလာပါဒီကနေ့မှာတိဆက်ပေးမယ့်ခေါင်းစဉ်လေးကတော့အိအဟောင်းအနွမ်းလေးနဲ့နွေရသည်ပန်းများဆိုတဲ့ပုံမြင်လေးပဲ ဖြစ်ပါတယ်အမေကကျမငငယ်တုန်းကဟောင်းနွမ်းနေတဲ့လက်ဖွဲ့အိတ်တစ်လုံးကိုလက်ဆောင်ပေးထားခဲ့ပူပါတယ်ဒါကမမေရဲ့ဖွဖွားရဲ့နှစ်ကာလကြာရှည်စွာအသုံးပြုခဲ့တဲ့အိတ်ကလေးပဲဖြစ်ပါတယ်ဒီကလေးကပဲမမေတို့ရဲ့စာဝတ်နေရေးအတွက် အားကိုးစရာဗန္နာအိတ်ကလေးဖြစ်ခဲ့တာပါ။ဒါကြောင့်နှစ်တွေအကြာကြီးဖောဖွားကတုံးပြီးမိမေကိုတဆင့်အမွေပြန်ပေးခဲ့တာပါ။အဲ့ဒီတော့ဖောဖွားနဲ့အမေမေရဲ့အမတ်တရားတွေအားလုံးကဒီအိတ်လေးထဲမှာပဲဒီအိတ်ကလေးကတမီးရဲ့ကကြမာတွေကိုလည်းကောင်းမွန်အောင်လမ်းပြခေါ်ဆောင်ပေးနိုင်ပါပါ။ဒါကြောင့်ဒီအိတ်ကလေးကိုတမီးလေးကအင်မတန်ကိုဂိူးဆိုင်စွာနဲ့တင်ထတော့ ီလိုနဲ့ပဲနှစ်ပေါင်းများစွာကုန်လွန်ပြီးကျမအရွယ်ရောက်လာခဲ့ပါတယ်။မိမိဟာဒီလောကကြီးထဲမှာသူ့သမီးကိုတယောက်တည်းထားခဲ့ပြီးခီးရှည်တခုကိုရှောက်သွားခဲ့ပါပြီ။ဒါကြောင့်မိမိပြောခဲ့တဲ့အတိုင်းကျမအိတ်ကလေးကိုကျမနဲ့မခွဲမခွာအမြဲထားခဲ့ပါတယ်။ကျမအလုပ်သွားတဲ့အချိန်အလုပ်ကိုယူသွားအိမ်ပြန်လာတဲ့အချိန်မှာလဲကျမနဲ့တွေ့ရဒီအိတ်အဟောင်းလေးဟာအချိန်နဲ့အမျှ ျမနဲ့အတူတူကရှိနေပါတယ်။တငယ်ချင်းတွေကကြာလာတော့ကျမနဲ့ဒီအိဟောင်းလေးတွဲရမြင်ရတာကိုအမြင်မကြည့်တော့ဘူးထင်ပါရဲ့။ဒီလောက်ကြီးဟောင်းနှွမ်းနေတဲ့အိတ်ကိုနေမို့လို့ဆက်သုံးနေတယ်။အစ်စ်လဲလိုက်တော့ညီမကောင်းတော့ဘူး။အဲ့ဒီလိုအကြံပေးကြပြီမဲ့ကျမကတော့မရဘူးဒီအိတ်ကငါ့အတွက်အရန်တန်ဖို့ရှိတယ်။မိမိကအမွေအနေနဲ့ပေးခဲ့တာငါရဲ့ကကြမာကိုလည်းကောင်းအောင်လုပ်ပေးနိုင်တယ်ဆိုပြီးညှင်းပယ်စမြဲပါပဲ။ဒါပေမဲ့ ဖွားဖွားရဲ့မိမိရဲ့ကျမရဲ့တီသုံးယောက်လက်ထက်သုံးခဲ့တဲ့အိတ်ကလေးဟာဟောင်းနှံရော်ရဲလာတဲ့နဲ့တူပါတယ်။တနေ့ဈေးဝယ်သွားတဲ့အချိန်ချုပ်ယိုးတွေပြေးကြပြီးတအိတ်လုံးနီးပါးပြဲထွက်သွားတာရစရာကိုမရှိတော့ပါဘူး။အဲ့ဒီခါကျမဝမ်းနည်းပူဆွေးစွာနဲ့အဟိတ်ငိုကြွေးခဲ့ပြီးဘဝတစ်ခုလုံးပြတ်တလို့ကိုခံစားခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအိတ်နဲ့ကျမဟာ အမြဲမခွဲမခွာ အတူရှိနေပြီးဒါကမေမေပြီးခဲ့တဲ့နောက်ဆုံးအမွေကကလေးလေးပြီးတော့ကျမရဲ့ကကျမ ကျမကအိတ်ကလေးကို ပြုပြင်ဖို့ကြိုးစားခဲ့ပေမဲ့အတော်ကလေးကိုအိတ်ကလေးနဲ့ချုပ်သားနဲ့အဝိစာတွေကရည်ရွယ်နေပြီမို့ဘလို့မှပြန်ပြေလို့မရတော့ဘူးအဲ့ဒါနဲ့ပဲကျမညစဉ်ညတိုင်းအမေကိုလွှမ်းရင်းနဲ့အိတ်ကလေးဆုံးဆုံးရမှာကိုလက်မခံနိုင်ပဲပူဆွေးနေမိပြီ ိတ်မပြောတဲ့ယောဂရတဲ့အထိထိခိုက်လာပါတယ်။ကျမဟာနေ့စဉ်ဘဝမှာလဲစိတ်ပပအလုံးမှာလဲစိတ်မဝင်စားတငယ်ချင်းတွေနဲ့လဲမတွေ့ပြင်ကျမရဲ့ဘဝကတံပတ်ပေးထားတဲ့ဆက်ရံနေရာလေးမရှိတော့သလိုရက်တက်လို့နေပါတော့တယ်။ဒီလိုနဲ့ပဲတနေ့မှာအမေကိုလွှမ်းလွန်းလို့အမေရဲ့အခန်းထဲကအဝိဘီတို့လေးကို ရှင်းလင်းပေးရင်အမေရဲ့ဈေးဝယ်စည်ရင်းတွေမှတ်လိရှိတဲ့စာအုပ်ကြားထဲက စာအိတ်အညူလေးကို အမှတ်မထင်တွေးလိုက်ရပါတယ်။စာအိတ်ရဲ့နာမည်နေရာမှာရေးထားတာကတမိကလေးတဲ့။အဲ့ဒါနဲ့ကျမဖွင့်ကြည့်လိုက်တဲ့အမေရဲ့လက်ရင်းနဲ့စာတစောင်းချိရတဲ့တမိဒီကလေးကတကယ်ကိုတာမန်အိတ်ကလေးတလုံးပါ။အမေကဒီအိတ်ကိုတကယ်တော့တမိအဖွားစီကဝင်းနေလက်ဆောင်အဖြစ်ရခဲ့တာပါ။တမိကိုဒီအိတ်ကလေးကိုတိန်ထားခိုင်းပြီးဒီစာတွေကို ခြံထားခဲ့ရတဲ့အကြောင်းရင်းလေးကတမီးအရွယ်ရောက်ကြီးပြင်းလာလို့ဘဝကိုတယောက်တည်းရင်ဆိုင်ရတဲ့အခါအတိတ်ကဖြစ်ရက်တွေကိုလက်ရှိဘဝထဲတည်ဆောင်ပြီးမလေးလံစေချင်လို့ပါနောက်ပြီးဆုံးရှုံးမှုကြီးကြီးမားမားကြုံရတဲ့အခါမှာလဲတမီးလေးကိုတေချာပေါက်တမ်းမာနေစေချင်တယ်ငါတမီးလေးကိုဒစိမ့်တွေလည်းလူလောကလည်းမခိုင်မာတန်ဆွမ်းစွာနဲ့မမမမတ်ရက်တည်စေချင်တယ်အဲ့ဒီအခါမှာ လိုအပ်တာကနောင်တာတရားနဲ့စိုးရိမ်မှုကင်းရှင်းပြီးစိတ်တက်ခံမှမူပဲတမီလေးရဲ့ဒါကြောင့်အမေတမီလေးကိုသိစေချင်တာပစ္စည်းတွေမှာဘာတန်ဖိုးမှမရှိပါသလိုသူတို့တွေကလည်းတမီကိုတခုခုဖြစ်စီအောင်မစွမ်းဆောင်ပေးနိုင်ကြဘူးဒါပေမဲ့အမတ်တရားတွေနဲ့ချစ်ချင်းမေတ္တာတွေမှာတော့အဖိုးဖြတ်မရတဲ့အရာများစွာစိတ်ဝင်နေတတ်တယ်အဲ့ဒီအရာတွေကတမီနှလုံးသားထဲမှာပဲ အမြဲတည်ရှိနေမှာသမီးရဲ့လက်ထဲမှာပဲမဟုတ်တလို့အိတ်မှလည်းမဟုတ်ဘူးဒီအိတ်ကိုတင်ထားခြင်းရင်လည်းရတယ်လွှင့်ပြခြင်းရင်လည်းရတယ်ဒါပေမဲ့အမေရဲ့ချစ်ချင်းမေတ္တာတွေကတော့သမီးရဲ့ရင်ထဲမှာခံစားကြည့်လိုက်တိုင်းဝေးထွေးနေမှာပါဒီစာလေးကိုဖတ်လိုက်တဲ့အခါကျမရဲ့မိမိဟာကျမကိုအိတ်အဟောင်းလေးတွေကတဆင့်လက်တွေ့အသိမြင်ခံစားရပြီးသဘောပေါက်အောင်ပြုလုပ်ခြင်းနဲ့ရည်ရွယ်ချက်နဲ့ ဒီလိုအကြောင်းအရာတွေကိုဖန်တီးခဲ့တယ်ဆိုတာကိုနားလည်ခဲ့ပါတယ်။ကျမဟာနှစ်ပေါင်းများစွာပစ္စည်းတစ်ခုထဲမှာဆွဲလန်းစိတ်ထားရှိပြီးကိုယ့်ရဲ့လက်ရှိနေတွေတွေကိုအတိတ်ကအရေးတွေတည်ပိုးပြီးရှင်သန်မိနေခဲ့ပါတယ်။အဲ့ဒီဆွဲလန်းမှုကိုကိုယ့်ရှိမှာပြိုကွဲပျက်စီးသွားတော့လေကြောက်ရွံ့တကြီးနဲ့စောက်တီးရမရဖြစ်ပြီးစိုးရိမ်ပူပန်မှုတွေတောကတွေနဲ့ဖြေမစဲနိုင်ခဲ့ပါဘူး။ ဆုံးရှုံးမှုတိတိမမွားတွေကိုတော့ဆွဲလန်းစိတ်နဲ့လက်မခံနိုင်တော့ပါဘူးမိမိကလည်းကျမကိုတကယ်ဆုံးရှုံးမှုအခက်အခဲအစ်စ်မှန်တွေနဲ့ရင်ဆိုင်ရတဲ့အခါတတ်မှတ်စေချင်တာပါဒါကိုနားလည်သွားတော့ကျမအိတ်အဟောင်းလေးကိုကျမရဲ့စိတ်ပျော်ညံ့မှုတွေနဲ့အတူဆုံးပြစ်လိုက်ပါတယ်အဲ့ဒီအချိန်ကစပြီးရိမာပွင့်တဲ့နေရာဒီပန်းတွေလိုပဲကျမရဲ့စိတ်နဲ့လက်ရှိဘဝဟာကြည်လင်ွှင်လန်းစွာနဲ့ ပျော်ရွှင်မှုအဝါရောင်လေးတွေဆုံးထင်းခဲ့ပါတော့တယ်။ချစ်ချင်းမေတ္တာနဲ့မှတ်တရတွေဟာကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေမှာအမြဲတည်ထားပြီးပြန်လည်တန်းတားလို့ရတဲ့အဖြစ်အပျက်တွေပါ။ကျွန်တော်တို့လူသားတွေအနေနဲ့လည်းအတိတ်ကဖြစ်ခဲ့တဲ့အရာတွေအတွက်တန်ဖိုးရှိတာတွေကိုဂရုတစိုက်နဲ့မှတ်ထားပြီးအမားတွေအတွက်သင်ခန်းစာယူရင်းလက်လွတ်တဲ့အရာတွေဆွဲလန်းစိတ်တွေကိုဖြေလျှော်ရင်းနဲ့ဘဝကိုဒီလိုနီးလန်းတွေနဲ့ကြိုးစားရင်းအရှိကို ခိုင်ခိုင်မာမာဆက်လျှောက်သွားဖို့လိုအပ်ပါတယ်။အခုနားဆင်နေတဲ့မြမစာပေကစာပေချင်းမြတ်လို့သူတို့ကလည်းအတိတ်ကပစ္စည်းတွေ အမှတ်တရတွေအငွေသက်တွေကချစ်တဲ့သူတွေကို အမှတ်ရဖို့အတွက်ပါ။သူတို့ကိုချိန်ကြာမြင့်စွာ ဆွေးလန်းစိတ်ထားပြီး ဆုံးရှုံးမှုကိုလက်မခံနိုင်ပဲနာကျင်ဝမ်းနည်းအားငယ်နေဖို့မဟုတ်ပါဘူး။ဘဝမှာလက်လွတ်တက်ခြင်းသာ စိတ်တည်ငြိမ်ဤတန်းစွာနေထိုင်ပြီးဘဝကိုရှေ့ဆက်သွားနိုင်ဖို့အကောင်းဆုံးစုလက်တစ်ပါးပါလို့ပဲပြောချင်ပါတယ်။နောက်ထပ်ဒီလိုဘုဒ္ဓရရှိဖွယ်ရာအကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်မြမစပေ YouTube Channel နဲ့ Facebook Page တို့ကို Like and Subscribe ပြုလုပ်ပေးကြပါဦးခင်ဗျာ။